္ဂလာပါနေကောင်းကြမှာချမ်းသာကြပါပြီခနေ့မှာတော့ကျွန်တော်ပထမအဆုံးပွဲချုပ်တုံးတာပြီးမှပွဲစဉ်ကတော့ Aston Villa နဲ့ Fulham တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကတော့ခိုင်းစံတော်ချိန်ည6:00နာရီခွဲမှာကံမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဘော်ဒီဂျီကတော့ Aston Villa တလုံး60နိုင်ဂိုးပေါင်းကြီးက3လုံး50စားဆိုမှာစတင်ကြီးတွေဖွင့်ထားပါတယ်ဇေယအနေထားကိုကြည့်မှဆိုရင် Villa အဆင့်ကွန်58မှဗီလာရဲ့အပေါ်မှာအဆင့်6မှာ Forest 60ရှိမယ်အဆင့်9မှာ Chelsea 60ရှိတယ်ပေါ့နော ဒါဗီလာရဲ့အောက်မှာဆိုရင်ဖူလာ50နဲ့တမပေါ့ဗျာဒီနှစ်တင်းရဲ့ပထမအကြော့မှာတော့ Aston Villa 31ဆိုတဲ့ရလာနဲ့နိုင်ထားတာတွေ့ရတယ်လက်ရှိ Aston Villa ရဲ့ Carabao ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးနှစ်ပွဲဆက်ရှုံးထားတယ်ပေါ့နော် Man City 2-1 FA Cup မှာဆိုရင် Crystal Palace ကို3-0နဲ့ရှုံးထားတာတွေ့ရတယ်ဒါမဲ့ Aston Villa ကတော့အင်ဝင်းကြတော့တော်တော်လေးကောင်းတယ်ဗောနော်အင်ဝင်းကာရာဖောင်ကမညံ့ဒါမဲ့ Aston Villa မှာလည်းပြဿနာဖြစ်နေတာကျွန်တော်နောက်တန်းပြဿနာ ။ဒါပွဲတိုင်းလိုလိုအတင်းတိုင်းလိုလိုဂိုးတွေပေးနေရတာတွေ့ရတော့နော်ဂိုးတွေခွင့်ပြုနေရတာမျိုးတွေ့ရတယ်။ဖူလာမြက်လက်ရှိကာရဖောင်၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ပွဲနိုင်သုံးပွဲရှုံးမနော်။ဒီအတင်းကလည်းကျွန်တော်တိုက်စစ်ကဂိုးတော်ကိုရနိုင်တဲ့အတင်းဖြစ်တယ်ဆိုတာသိကြတယ်ပေါ့နော်။အသေးစားပါဂိုးတော်ကိုတော့တွန်းသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီနှစ်တင်း head to head နောက်ဆုံးဆော့ကတဲ့၅ချိန်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဂိုးပေါ်၄ချိန်ဂိုးအောက်၄ချိန်ကြာထားတာတွေ့ရတာပေါ့နော်။ဒါဖူလာမတင်းရတဲ့ချိန်နဲ့နိုင်ထားရင်မှကျွန်တော်ဒါအက်စတိုမီလာက၄ချိန်တောင်နိုင်ထားတာ ဒီနှစ်သင်းတည်းကြီးလုံးဝမကြသေးဘူးနောက်ဆုံး၅ဘွဲ့ဆက်ပေါ့နော်ဒီနှစ်သင်းရဲ့နိုင်ဂျီးယားနောမှာတော့ကျွန်တော် Aston Villa 56နဲ့ Fulham မှာ22ရာခိုင်နှုန်းပုံမှန်ပေးထားတာတော့တွေ့ရတယ် Wise to Osport ကြီးတွေကိုကြည့်မယ်ဆိုရင် Villa အနိုင်ကိုပြား80ပေါ့နော်1.80ဆိုမှပေးထားတယ်တည်းကြီးကို40နဲ့ Fulham အနိုင်ကို40ခွဲပေးထားတာလည်းတွေ့ရတာပေါ့နော်ဒါမင်းက90အတော်တည်းမှာကျွန်တော်အပြန်လန်ဂိုးတွေဖြစ်မယ်ပေါ့ဗျာအနည်းဆုံးအပြန်လန်ဂိုးတွေဖြစ်မယ်ပေါ့ အနည်းဆုံးတောင်းလောင်းဖြစ်တော့ရောက်သွားမှဆိုတဲ့ခြေရောဖွင့်ထားတာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကပေါ့နော်တရမလေးကနည်းနည်းလေးကျွန်တော်ကဗီလာအတင်းရတယ်လိုအပ်နေတာပေါ့နော်ဒါကျွန်တော်အင်ဝင်ပွဲစဉ်နဲ့ဖြစ်တဲ့အတွက်စူးစမ်းလာမလို့ရှင်းတယ်ပေါ့နော်ဒါဝိုင်းစွဲရမယ့်ညီကိုတော့ဘိုတင်းတူစကောယက်ဆိုတာထိုးချီဖို့အကြံပေးခြင်းနဲ့ပေါ့နော်ဘော်ဒီမှာတော့ကျွန်တော်အက်စတန်ဗီလာအတင်းနဲ့ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Everton နဲ့ Ipswich တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Everton အတင်းရတစ်လုံး20ရှုံး ကိုပေါင်းကြီးကနှလုံးတက်ရရှုံးဆိုမှစတင်ကြီးဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဇေဟအနေထားကိုကြည့်မှဆိုလို့ရှင်တော့ SW အသင်းကလည်းတန်ဆင်သွားပြီ Everton အသင်းကလည်းတန်တင်ချန်ရစ်ပြီပေါ့ဗျာဒါမဲ့38မှတ်ပဲရထားတယ်ဗျာဆိုတော့ဒီနှစ်အသင်းကပထမအကြော့ကိုကြည့်မှဆိုရင် Everton အသင်းက2-0ဆိုရဲရလာနဲ့ SW ကမှနိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိအဘာဒန်အသင်းရဲ့ကာရဖောင်ကြည့်မယ်ဆိုနောက်ဆုံးနှစ်ပွဲသက်ရှုံးထားတယ်။ဒါရှုံးတာမန်စီးတီး2-0ရှိမှပြ Chelsea 1-0ရှိမှပေါ့။တင်းကြီးနဲ့တိုးထားတယ်ဆိုတော့ S V တင်းရဲ့လက်ရှိကာရာဖောင်၅ပွဲကိုကြည့်မှဆိုရင်တပွဲနိုင်တပွဲသေး၃ပွဲရှုံးဒါဆိုကျွန်တော်အာဆင်နယ်နဲ့နယူကာဆယ်ပွဲထဲမှာဆိုရင်သူစုပေါင်းကို9 9တောင်ပေးထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါ S V တင်းကကစားသမားအဓိကကစားသမား၂ဦးပေါ့နော်ဒါကျွန်တော်တို့ဒါအနီကရှိတယ်ပေါ့နော်ပွဲပယ်ဒန်ရှိတယ်ပေါ့ဗျာတဦးကတော့ left davis ဆိုတဲ့ကစားသမားရဲ့နောက်နောက်တဦးကတော့ ben johnson ဆိုတဲ့ကစားသမားပေါ့နော်ဒါနောက်တန်းကစားသမားပေါ့ဗျာ ဒီကစားသမားရဲ့လွဲချော်မှုရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲ body jay အလောက်ထိပြင်းနေတယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်ဒါ head to head အနေထားတွေကိုကြည့်မှဆိုရင်ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံးပေါ့နော်၅ချိန်ပေါ့နော်ဒါ switch အသင်းက၃ချိန်နိုင်တယ်တစ်ချိန် ever နိုင်ပြီးတစ်ချိန်ကတည်ကြည်ချထားတယ်တွေ့ရတယ်ပေါ့နော်နိုင်ဂျီယာနှောင်းနေရာတော့ကျွန်တော် wise back ပေါ့ jay တွေကိုကြည့်မှဆိုရင် wise back မှာဖွင့်ထားတဲ့ body jay ပေါ့နော်ဒါ wise to os ကိုကြည့်မှဆိုရင်ပြား၄၀ပြီးထားတဲ့ ever နိုင်ပေါ့နော် တရီကိုတော့ငန်းစားပေးထားတယ် switch အနိုင်ကိုတော့ကျွန်တော်တို့ဒါ၈စတော့ပေးထားတယ်ပေါ့နော်ဒါမင်းနဲ့90အတော်တက်မှာအနည်းဆုံးကျွန်တော်ဒီပွဲမှာပေါ့နော်ငသိမောင်9ပေါင်းကြီးကအနည်းဆုံး10လောက်တော့ဖြစ်သွားမယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတောက်လျှောက်ကျွန်တော်ဒါရလတ်တွေလည်းစိုးနေတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့တလုံးကို20ရှုံးဆိုတော့ကျွန်တော်က 20ရင်းပြီးမှပေါ့နော်ကျွန်တော် Everton body ပဲကြိုက်တယ် Everton body နဲ့ကျွန်တော်ဂူဘောင်းအပေါ်ပေါ့ဗျာဂူဘောင်းအပေါ်ကြိုက်ပါတယ် Arsenal နဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာ Arsenal ကကြီးတော်တော်လေးပျော့တယ် level 60ဂူဘောင်းကြီးတောင်းလောင်းကိုတယ်ပေါ့နော် Arsenal အတင်းကတော့ကျွန်တော်တေးရေးရှင်လောက်အရေးကြီးတယ်ကျွန်တော် Champion League ကံရရှိတယ်ပေါ့နော်ဒါလူဆောင်တတ်ဆောင်ထောက်မှာမဟုတ်ဘူးတေချာပါပေါ့နော်ဘုံမောက်အတင်းကတော့အဆင့်30မှာရှိရရမှလည်း90လည်းရသွားပြီပေါ့နော် တန်းဆင်းစရာလည်းအကြောင်းလည်းမရှိတော့ဘူးပေါ့ဗျာဒီနှစ်သိန်းရဲ့ပထမအကြောအပွဲစဉ်ကိုကြည့်မယ်ဆိုရင်ပထမအကြောတော့ကဘုံမောက်ကတူးစီဆိုတဲ့ရက်လနဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိအာဆင်နယ်အသင်းရဲ့ကာရာဖောင်ကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်၃ပွဲတည်ပေါ့နော်အာဆင်နယ်နောက်တန်းနဲ့ဂိုးတွေခွင့်ပြုထားတွေ့ရတယ်ဖူလာမိုဂိုးပေးတယ်အက်ဗာတန်ပေးတယ်ဘရန်ဖို့ဂိုးပေးတယ်ပေါ့နော်ဒါခရစ်စတာပယ်လစ်ကိုဂိုးတွေပေးထားတာလည်းတွေ့ရတယ်ပေါ့နော် ဘောမောက်အတင်းရဲ့လက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့ဘွဲနိုင်၃ဘွဲသေးတယ်ဘွဲရှင်ဘောမောက်ကဘွဲနိုင်လို့လို့ကိုးတွေထဲတာကိုးတွေလည်းတွင်းနိုင်တာဆိုတော့တွေ့ရတာဗောနော်ဒီနေ့တင်းရဲ့ head to head အခြေအနေလေးကိုကြည့်ရမယ်ဆိုရင်တင်းဆောင်ကလည်းနောက်ဆုံး၅ချိန်မှာဆိုရင်အာဆင်နယ်အတင်းကကျွန်တော်ဒါ၄ချိန်ဗောနော်နိုင်ထားတယ်တစ်ချိန်ကဘောမောက်နိုင်ထားတယ်တွေ့ရတယ်နိုင်ဂျီယာနောက်မှာတော့အာဆင်နယ်က၄၉နဲ့ဘောမောက်က၂၉ရာခိုင်နှုန်းပြထားတယ်တွေ့ရတယ်ဗောနော်ဒါ wise to os မှာကြည့်မယ်ဆိုရင် ်အစင်းနဲ့အနိုင်ကိုနှစ်ဆတောင်ပေးထားတယ်ဗျာတရေကို3ဆခွဲဘုံမောက်အနိုင်ကိုလည်း3ဆခွဲပေးထားတယ်ဒီပွဲစဉ်မှာဖြစ်မယ်ဗောနော်နှစ်သိန်းပေါင်း9ပေါင်းကြီးကိုကြီးမှဆိုရင်အနည်းဆုံးကျွန်တော်တို့တောင်းလုံးထီတော့ရောက်သွားမယ်ဆိုတော့ခြေကိုတော့ဖွင့်နာတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်အစင်းနဲ့ဘော်ဒီပဲကြိုက်တယ်ဗျာအစင်းနဲ့ဘော်ဒီနဲ့9ပေါင်းအပေါ်ကြိုက်ပါတယ်အစင်းနဲ့ Kai Harvest တို့ဘာလို့ပါလာမှာဗျာဒီပွဲစဉ်မှာဗောနော်ပွဲစဉ်တပွဲကိုရွေးရမှာဆိုရင်တော့ကျွန်တော်တို့ကပါမအတင်းနဲ့ကိုမိုအတင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် ကိုမိုအတင်းက level 40ရှုံ၉ပေါင်းကြီး၃လုံးတရားနိုင်ဆိုမှကျွန်တော်စတင်ကြီးတွေဖွင့်ထားတာတွေ့ရတယ်။ဇေယအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပါမအတင်းအဆင့်16 30 8ပေါ့နော်။ကိုမိုအတင်းကအဆင့်17မှာရှိတဲ့40 8မှာကိုမိုကတော့တန်းတန်းစီကလည်းအကြောင်းမရှိတော့ဘူး။ဒီပွဲစဉ်မှာပါမအတင်းကတော်တော်လေးရုန်းကန်လာမလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ရုန်းအားတော်တော်လေးပြရမလို့ထင်တယ်ပထမအကြော11ကြာထားတာလည်းတွေ့ရတယ်ဒီနှစ်သင်းကလည်းကျွန်တော်တို့ series B ပေါ့နော် စီရီဘီမှာတန်တက်လာတဲ့အတင်းလေးဖြစ်တယ်ပေါ့နော်ဒီနှစ်တင်းတန်တင်ချိုင်းရဖို့အတွက်ဒီနှစ်တင်းကပေါ့နော်အတန်းအတန်ဖြစ်နေတယ်ပေါ့နော်ပါမအတင်းလည်းတော်တော်လေးကြိုးစားနေတာတွေ့ရတာပေါ့နော်ခုနောက်ပိုင်းပွဲထဲမှာဆိုတော်တော်ကောင်းတယ်ပေါ့နော်နောက်ဆုံးကျွန်တော်ပါမအတင်းကနော်ခုနှစ်ပွဲဆက်ပေါ့နော်ရှုံးမဲမရှိဘူးပေါ့နော်ဒါဒီခုနှစ်ပွဲမှာဆိုရင်6ပွဲတည်တပွဲနိုင်ပေါ့နော်ဒါဂျွင်တက်ကိုအိမ်ခွဲမှာနိုင်ထားတာပေါ့ဗျာကိုမော်တင်းရဲ့လက်ရှိကာရာဖောင်ကြည့်မှဆိုရင်ဒီအတင်းကနောက်ဆုံး ကျွန်တော်လေးဘွဲ့သက်ကြေးအောင်ထားတဲ့အတင်းဖြစ်တာလည်းတွေ့ရတယ်ပေါ့နော်တော်တော်လေးကောင်းပါတယ်ဗျာနောက်ဆုံး၃ဘွဲ့မှာဆို9တကူတောင်မပေးထားတာလည်းတွေ့ရတယ်ပေါ့နော် head to head အနေထားတွေကိုခြုံငုံပြီးကြည့်မှဆိုလို့ရှိရင်တော့တို့ series B မှာတွေ့ခဲ့တဲ့ဥစ္စာဆိုလို့ရှိရင်တော့ပါမအတင်းကကျွန်တော်တို့ဒါနှစ်ချိန်နိုင်ထားသလိုကိုမအတင်းကလည်းတစ်ချိန်နိုင်ထားတာပေါ့နော်နှစ်ချိန်ကတော့တည်ရည်ဖြစ်ထားလည်းတွေ့ရဒီနှစ်တင်းရဲ့နိုင်ချိန်ရောမှာတော့ပါမ30နှစ်ကိုမက40ဆိုမှပေးထားတယ်ပေါ့နော် wise to offset ပေါက်ကြီးတွေကြည့်မယ်ဆိုလို့ရှိရင်တော့ပါမအတင်းက၃ဆတရေကို၃ဆခွဲပေါ့နော်ကိုမိုအတင်းအနိုင်ကို၂ဆဆိုမှပေးထားတာတွေ့ရတာပေါ့နော်မင်းက60အတော်တွင်းရကိုပေါင်းကြီးကိုကြည့်မယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့ပေါင်းလုံးထိတော့ရောက်သွားနိုင်ခြေရှိတယ်ဆိုတဲ့ခြေကိုတော့ဖွင့်ထားပါတယ်ဒီပွဲစဉ်မှာဘလူဘက်နဲ့နေပါလက်ရှိရမလိုအပ်နေတဲ့ပါမဘော်ဒီစိုက်တယ်ဗျပင်ကိုပေါင်းအောက်ကိုစိုက်ပါတယ် နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပွဲကျော်သုံးတိုင်ရမယ်ဆိုရင်တော့လက်ချီနဲ့နာပိုလီတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့နာပိုလီအသင်းကတစ်လုံးတစ်ရေဂိုးပေါင်းကြီးရတော့ကျွန်တော်ဖွင့်ထားတာနှလုံး80ရှုံးဆုံးမှာဖွင့်ထားတာတွေ့ရတယ်ဒါဇေယအနေထားတွေကိုကြည့်မယ်ဆိုရင်နာပိုလီအဆင့်1ပေါ့ဗျာလက်ချီကတော့ကျွန်တော်တို့အဆင့်7.28မှာတွေ့အောင်မှာဗနက်စီယာ25မှာပေါ့ဗျာဒီနှစ်တင်းကပထမအကြော့မှာဆိုလို့ရှိရင်တော့ဒါနာပိုလီအသင်းက1-0ဆိုရရလာနဲ့သူ့အိမ်ခွင့်မှာနိုင်ထားတယ်ပေါ့နော်လက်ရှိလက်ချီအသင်းရဲ့ ကာရာဖောင်၅ပွဲချိမဲ့ဆိုရင်နှစ်ပွဲသေး၃ပွဲရှုံးထားတယ်ပေါ့ဗျာနာပိုလီအတင်းရဲ့လက်ရှိကာရာဖောင်ချိမဲ့ဆိုရင်၄ပွဲနိုင်တစ်ပွဲသေးပေါ့ဗျာနာပိုလီအတင်းကနောက်ဆုံး၃ပွဲဆက်ကလင်းရှင်းရထားတယ်တွေ့ရတယ်ပေါ့နော်တိုမီနီကတော်တော်လေးခြေသွမ်းပြနေတာတွေ့ရတယ်တိုမီနီရဲ့ကျွန်တော်တို့ကလူကာကူရဲ့ပေါ့နော် head to head အနေထားလေးတွေကိုချိမဲ့ဆိုရင်ဒီနှစ်သင်းတွေ့ရတာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒါနာပိုလီ3ချိန်နိုင်တဲ့နှစ်ချိန်ရသက်ရေးချထားတဲ့တွေ့ရ။နိုင်ဂျီးယားနောက်မှာတော့နာပိုလီ65ရာခိုင်နှုန်းဆိုတာပေးထားတာလည်းတွေ့ရတယ်။ once to os မှာကြည့်မှာဆိုရင်တော့လက်ချီအနိုင်ကို9ဇတရေကို4ဇနဲ့ဒါနပိုလီအနိုင်ကိုပြား60ပေးထားတယ်ဗောနော်1.60ဗောနော်ဒီပွဲစဉ်မှာဘယ်လိုပဲနေနေပါကျွန်တော်နာပိုလီအသင်းနဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုစိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လက်ပါမတ်စ်နဲ့ဘလန်စီယာရောရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာတဲပေးထားတဲ့ဂိုးပေါင်းကြီးကနှလုံး80ရှုံးဒါစတင်ကြီးတွေဖြစ်တယ်ဗောဗျာဇေယအနေထားတွေကိုကြည့်မှာဆိုလို့ရှိရင်တော့ ဒါလက်ပါမတ်ကအဆင့်32မှာပေါ့နော်ဒါအဆင့်78မှာရှိတယ်ဘလန်စီယာ39မှာဆင့်74မှာရှိရပေါ့နော်ဒီနှစ်သင်းရဲ့ပထမအကြောအကိုကြည့်မယ်ဆိုလို့ရှိရင်တော့လက်ပါမတ်က32ဆိုတဲ့ရလနဲ့နိုင်ထားတယ်လက်ရှိလက်ပါမတ်ရဲ့ကာရာဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်၂ဘွဲ့နိုင်တစ်ဘွဲ့ပြည်နှစ်ဘွဲ့ရှုံးထားတယ်ပေါ့နော်ဘလန်စီယာအသင်းကိုကြည့်မယ်ဆိုရင်ဘလန်စီယာအသင်းကကာရာဖောင်တော်တော်လေးညင်နေတာတွေ့ရတယ်ပေါ့နော်၃ဘွဲ့နိုင်၂ဘွဲ့ပြည် head to head အနေထားတွေကိုကြည့်မယ်ဆိုရင်ဒီနေ့တင်းတွေးခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ဒါဘလန်စီယာအသင်းက၂ချိန်နိုင်ပြီလက်ပါမတ်က၃ချိန်နိုင်ထားတာလည်းတွေ့ရတာပေါ့နော်ဒီနေ့တည့်ရနိုင်ချိန်ရအောင်မှာတော့လက်ပါမတ်38ဘလန်စီယာ38ခွန်ဆိုမှပေးထားတယ် once to us ကိုကြည့်မယ်ဆိုလို့ရှိရင်တော့လက်ပါမတ်အနိုင်ကိုနဆခွဲပေးထားတယ်တည်ရီကို၃ဆခွဲနဲ့ဘလန်စီယာအနိုင်ကို၃ဆပေးထားတာလည်းတွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာဂိုးပေါင်းအောင်နဲ့ကျွန်တော်ဘလန်စီယာဘော်ဒီစိုက်ပါတယ်